င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်မ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အာနာသိစစ်တပ်ကရာစတကြီးဥပဒေပုံမှန်905ကကြီးနဲ့အမှုဖွင့်ခတ်ထားရတဲ့လက်ရှိဂျာနာဆဲအမှုတွေကိုပိတ်သိမ်းပေးလိုက်တဲ့အပြင်အဲ့ဒီပုံမှန်နဲ့လက်ရှိအကျဉ်းထောင်တွေထဲမှာဖမ်းဆီးခတ်ထားရသူတွေကိုခံဝန်နဲ့လွတ်ငြိမ်ချမ်းသာခွင့်ပေးလိုက်တယ်လို့နိုဝင်ဘာလ26ရက်ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ် လက်ရှိတရားစွဲခံထားရဆဲဖြစ်သူ9580ယောက်ကိုအမှုပိတ်သိမ်းပေးလိုက်ပြီးထောင်နှံကြခံရသူ2360ယောက်ကို905ကကြီအတွက်ချမှတ်ထားတဲ့ပြစ်ဒဏ်တွေကိုခံဝင်နဲ့ရှော့ပေါ်ပေးလိုက်တယ်လို့ဆိုပါတယ်။ဒါပြင်905ကကြီအမှုတစ်ခုတည်းနဲ့ထောင်နှံကြခံရသူ924ယောက်ကိုတော့ခံဝင်နဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့စစ်တပ်ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာနိုင်ငံရေးတွတ်တက်မှုတွေရှိနေတဲ့ဆိုပြီးယာယီအကောက်ွယ်ပေးတဲ့အခြေအနေ TPS ကိုအမေရိကအစိုးရကတက်တံမတူပဲထားဖို့ဆုံးဖြတ်လိုက်ပြီးနောက်တရက်မှာအခုလိုထုတ်ပြန်တာဖြစ်ပါတယ်။ရာစတက်ကြီးဥပဒေပုံမှန်905ကကြီးမှာတော့မိသူမဆိုစစ်တပ်ကအရာရှိတပ်သားနဲ့အစိုးရဝန်ထမ်းတွေကိုပုံကန်ဖို့ဒါမှမဟုတ်တာဝန်ဝတ္တရားပြက်ကွက်စေဖို့ကြံဆောင်တာမမှန်သတင်းဖြန့်ဝေတာလို့ယင်ထောက်နှံ၃နှစ်အထိချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောက်ရှောက်ရေးအသင်း AAPP ရဲ့နိုဝင်ဘာလ26ရက်နေ့စီရင်စရာတွေအရမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသား2,900ရှိောက်ရှိတယ်လို့သိရပါတယ်ရှင်။ ြစ်ရသဘောတူညီချက်အရစစ်တပ်ကိုပြန်ပေးရဖို့ရှိနေတဲ့မန္တလေးတိုင်းမူကုံမြို့ထဲကရုံကိန်းနဲ့လောက်ွက်တွေမှာစစ်တပ်တပ်သားတရာကျော်စတင်ဝင်ရောက်နေရာယူထားတယ်လို့မူကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ကြောက်ဖာဂိတ်မှာစစ်သား30အောက်အချုပ်မှာ20အပေါ်အချုပ်မှာ50ဌာနဆိုင်ရာရုံးတွေမှာ40နဲ့ပြောင်းပြင်ရွာထိပ်ရတနာရှင်လောက်ွက်မှာ30စုစုပေါင်းစစ်ကောင်စီတပ်သား190ခန်းရောက်ရှိနေပြီလို့ဆိုပါတယ် ဒါအပြင်မြို့ကအများစုလည်းတိတ်ရှောင်သွားပြီးမြို့ထဲမှာ၆ကတ်နေတယ်လို့မုကုတ်ပါကဖတာဝန်ရှိသူတယောက်က DBB ကိုပြောပါတယ်။အလားတူမိုးမိတ်မြို့ထဲကိုလည်းနိုဝင်ဘာလ20ရက်နောက်ပိုင်းကစပြီးစစ်ကောင်စီတပ်သားတချို့ကတဖြည်းဖြည်းဝင်ရောက်လာပြီးမြို့ထဲကနေအိမ်တွေမှာနေရာယူထားတယ်လို့မိုးမိတ်ကစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မုံမိတ်နဲ့မိုးကုတ်အတွင်းကပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကိုလည်းမြို့အပြင်ကိုဆုတ်ခွာဖို့ TNL ကသတိပေးခဲ့ပြီးနောက်မြို့တွေကိုစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်နိုင်ဖို့ TNL တပ်သားအင်အားအများပြားကိုလည်းဖြတ်ကျက်ထားတယ်လို့သိရပါတယ်ရှင်။ ဖားကံမြို့နယ်ထဲစစ်တပ်ကစစ်ရေးလှုပ်ရှားမှုတွေခက်ဆက်ဆိတ်ပြုလုပ်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကြောင်းမှုအပါအဝင်သုံးပန်းတချို့ကို KIA ကဖမ်းဆီးရမိထားပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဖားကံမြို့စံကြွယ်ကြီးရညောင်ပင်ကုန်းနဲ့ကတဲ့မော်ရီဘက်ကိုနိုဝင်ဘာ25ရက်နေ့ကစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးလာတာကြောင့် KIA ပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA စစ်ရေးတပ်ရင်းမြစ်ကတီးရပါတယ်။တိုက်ပွဲအတွင်းစစ်ကြောင်းမှုအစင်း အရာရှိတယောက်အပါအဝင်စစ်တုံးပတ်တချို့ကိုလည်းဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။စစ်ကြောင်းမှုအစင်းနဲ့စစ်ကြောင်းမှုအစင်းရရှိတယောက်နဲ့တချို့ပတ်မိတာပေါ့နော်။အင်းအားတရားတော်မင်းရသူတို့စစ်ကြောင်းထိုးလာလို့ကျွန်တော်ဘက်ကခုခံတိုက်ခိုက်ကြလို့ကနော်ဆန်ချွေတောင်ပြင်းကုန်ဒီတတိမောဘဘထိုးလာရပေါ့နော်။သူတို့ဘက်ကဒီခတ်ဒီဇုံဒါရီရှိတယ်။အလိုရှိလို့ပြန်ဆုံးသွားတယ်ပေါ့။စစ်ကောင်မရှင်ပူပေါင်းတဲ့သူဟာ25ရင်းနေမနေ့ပိုင်းကစပြီးစစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဒိမ်မော်နဲ့လွန်ကင်းကျေးရွာရီဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်ရှင်တပ်တွေဟာနိုဘာ25ရက်နေ့ကလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ရဲသားနေအိမ်ထိခိုက်မှုတွေရှိပြီးဂဒိမ်မော်မိသက်ယုံလည်းထိမှန်ပစ္စည်းပြီးထိခိုက်တရာရသူလည်းရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ညရောကထိခတ်တာကတော့ဒီတတိမော်တယောက်ဆရာတယောက်ရဲ့အိမ်ပေါ့နော်ထိခိုက်ပျက်စီးသွားရပေါ့နော်။နောက်ပြီးတော့ဒီတတိမော်မိသက်ယုံလည်းလက်နက်ကြီးထိတယ်။ဒါဒီမိသက်ဝန်ထမ်းတယောက်လည်းလက်နက်ကြီးစား ီမှန်ကြောတန်ရရလို့စီရင်ပို့ထားတယ်ပေါ့နော်။တိုက်ပွဲရှိ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 အာနေတိုင်းရလို့တနေ့ကြီးတာရတော့တုံးဆုံးတယ်ပေါ့နော်။ဒီလူတွေကတော့ဒီတနေ့ကြီးတာကြားရင်ဝင်လာနေတယ်။နိုဝင်ဘာလ9ရက်နေ့ကစပြီးဖကန့်လုံခင်းမော်စီစာကြီးရွာတခြားစစ်ရင်အလုံးရင်နဲ့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးစီရေလှရှားလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်ဖကန့်မှာစစ်ကောင်မရှင်စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့အခုအပတ်အတွင်းမှာပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြီးရွာရက်ွက်ဒီဘက်ကိုဦးတည်ပြီး လီကျောင်းအပြင်လက်နက်ကြီးစက်တိုက်ပစ်ခတ်မှုတွေကြောင့်ရထားတိဆုံမှုတွေလည်းစက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာဝိုက်ချောလီရင်နဲ့လာရောက်ပုံကျဲခဲ့တာကြောင့်မိခင်ဖြစ်သူမျိုးသမီးတဦးတိဆုံပြီးကလင်းငယ်အပါဝင်မျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ17ရက်နေ့မှာလည်းဖက်ကပ်ဘူဟာကုံကနေလုံခင်အုပ်စုတော်မော်အတက်လန်းဂဒိမော်မဆာဘက်ကိုလက်နက်ကြီးစက်တိုက်ဖြစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တဦးချမှန်တိဆုံခဲ့ပါတယ်။ စစ်တပ်ကနေရပြန်ယူထားတဲ့လုံခင်မော်စီစာနမဖြစ်မော်ဝမ်ကြီးမော်ဝမ်ကလေးစရိနေရတွေကိုရာနှုံးပြည့်ထင်းချုံနိုင်ဖို့အတွက်နိုဝင်ဘာလ6ရက်နေ့မှာဖကန့်ကာမိုင်နေရလံပိုင်းကနေရဲတပ်သားတွေအပါအဝင်စစ်တောင်းထုတ်တက်လာခဲ့ကြတာဖြစ်ပါတယ်ကျွန်မဟန္နာပါ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့အတွက်ယူကရိန်းဘက်ကနည်းမြေစွန့်လွတ်မှုလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အထူးကိုယ်စားလှယ်စတီဗ်ဝစ်ကော့ဖ်ကရုရှားသမ္မတဗလာဒီမာပူတင်ရဲ့နိုင်ငံခြားရေးမူဝါဒအကြံပေးကို ပြောကြားခဲ့တယ်လို့ပေါက်ကြားခဲ့တဲ့ဖုန်းမှတ်တမ်းမှာဖော်ပြထားပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့နိုင်ငံခြားရေးမူဝါဒအကြံပေးယူရီအူရှာကော့ဖ်နဲ့ပြီးခဲ့တဲ့အောက်တိုဘာလ14ရက်နေ့တုန်းကဖုန်းပြောဆိုမှုမှတ်တမ်းကို Bloomberg သတင်းဌာနကရရှိခဲ့တာဖြစ်ပါတယ်။ နယ်မြေအလျှော့ပေးမှုကလိုကိုလိုအပ်တဲ့ကိစ္စဖြစ်ပြီးထရမ့်ကိုဂုဏ်ပြုဖို့စွန့်နေမှုတွေကိုအပြုသဘောဆောင်ပြီးချဉ်ကပ်ဖို့ပါဝစ်ကော့ဖ်ကတိုက်တွန်းခဲ့ပါတယ်ရုရှားဘက်ကလည်းဝစ်ကော့ဖ်ပြောတဲ့တချို့အချက်တွေကိုချက်ချင်းလက်ခံခဲ့ပြီးပူတင်ကထရမ့်ကိုဂုဏ်ပြုမှာဖြစ်ပြီးမစ္စတာထရမ့်ဟာတကယ်ငြိမ်းချမ်းရေးလူသားပါလို့ပြောလိုက်မယ်လို့တုံ့ပြန်ခဲ့ပါတယ် မကြမီမှဝစ်ကော့ဖ်ဟာမော်စကိုကိုထတ်သွားပြီးရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံမှာဖြစ်ကဂါဇာညရဲရင်မှာပါဝင်ခဲ့တဲ့ထရန့်သမတ်ဂျရက်ကူရှနာလည်းလိုက်ပါသွားမှာဖြစ်ကြောင်းသမ္မတထရမ့်ကိုယ်တိုင်ကအတည်ပြုပြောကြားထားပါတယ်ရှင်ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်